မိဘပြည်သူများရှင်ကျွန်မတို့တင်ဆက်ပေးချင်တာကတော့လာရှုမြို့ကသတင်းလေးသာဖြစ်ပါရှင်လာရှုမြို့ရဲ့အခြေအနေလေးကအခုဆိုရင်ဟိုအသက်ကယ်ရမယ်နေထားလဲရှိပါတယ်အသက်ကယ်ရမယ်အခြေအနေဖြစ်နေတာပေါ့နော်တော်တော်ဒုက္ခရောက်နေပါရှင်အထက်ဒုက္ခရတဲ့အကြောင်းရင်ဓညမှုတွေရမ်းများနေတာသူတို့ဓညမှုတွေအများကြီးဖြစ်နေလာရှုမြို့မှာဓညမှုတွေဇက်တိုက်ဖြစ်ပေါ်နေရဲဆိုပြီးတော့သတင်းလေးတက်လာပါရှင်ဒီကနေ့မေလ9ရက်နေ့မှာဆိုရင်လည်းအလိုပဲအမှတ်1ရဲစခန်းသားမှာရှိရဖုန်းဆိုင်တစ်ဆိုင်ကိုကားတစ်စီးနဲ့တနက်တေကင်ဆောင်လာတဲ့အမျိုးသား6ဦးကမြောက်ဝင်တိုက်သွားခဲ့ပါရှင့် အဲ့ဒီဆိုင်ရဆိုရင်အင်မတန်ထိတ်လန့်သွားတဲ့အတွက်ဆိုင်ကိုအပီးပိတ်သိမ်းသွားတယ်ဆိုပြီးသိရပါရှင့်။လာရှုံမြို့မှာတဲ့လက်ရှိအခြေအနေအရပေါ့နော်။တက်ကတော့ရလာခဲ့ပြီ။ဒါပေမဲ့တက်တက်ထဲမှာကလေးတွေကတော်တော်ကိုစိုးဝါးစွာစုပ်ပြက်နေရဲ့ရှင့်။နောက်ဆုံးလူတော်နေလို့မရတဲ့စုပ်ပြက်နေရ။ကျမတို့ online ပေါ်မှာရုပ်သံဖိုင်တွေတွေ့ပါတယ်။အကောင့်ဘိုးကြီးလည်းမရှိတော့တခိုင်းလည်းမရှိတော့ရှင်းပြအားလုံးကို MNDA တွေကအခွန်ချုပ်ပြီးတော့အကုန်ယူသွားခဲ့တယ်။ဒါပြန်လာရှုံမြို့မှာကြံခဲ့တဲ့သူတွေတွေကနီပိတ်တခိုးတွေရ။ တခိုးလိုပဲပြောရမယ်သူများမသိအောင်ရှူရဲဆိုမှတခိုးပါရှင်ဟုတ်တယ်မလားအဲ့တခိုးတွေကဝင်ပြီးတော့တက်ကိုမှွေသွားတာမှရစရာမရှိဘူးလုံးဝလူနေလို့မရချီကိုစုတ်ပြတ်တာလောက်သွားတာပစ္စည်းခိုးနေမကောင်းဘူးဖြတ်ပါဖြက်စီးသွားတာအဲ့ဒါတွေကိုတက်မလာအခုချိန်မှာပြန်ဝင်သွားတာတလားတော့မပြည့်သေးဘူးအဲ့ဒါတွေကိုသူတို့ပြင်ဆင်နေရတယ်လောက်ကန်နေရတဲ့အချိန်တွေမှာမြို့ထဲမှာရှိတဲ့လုံခြုံရေးကိစ္စကိုခေါင်းမလဲနိုင်သေးတဲ့အချိန်တွေတရက်မှာလက်လက်ကင်ဆောင်ထားတဲ့သူတွေကမြို့ထဲမှာဓားမြမှုတွေစတိုက်ကျူးလွန်နေရရှင့်ဇလန်းတွေအဲ့လိုဖြစ်နေတာပေါ့နော်ဒီတော့ ်တက်မလို့အနေနဲ့ကတော့ကင်တွယ်မှာတေးကြပါတယ်ရှင်ပြီးတော့အကျမ်းမသမားတွေရတယ်ကောင်းစင်ပေးကြတာတကယ်တော့ဒီဒါရီလုတ်တယ်ဆိုတော့ကောင်းစင်ပေးကြတာဘာကောင်းစင်လဲဆိုတော့ MND အုပ်ချုပ်တော်ကြတော့ငါတို့အေဂျင့်နဲ့ဒီမြို့ရအေဂျင့်နဲ့စစ်တကဝန်မျိုးအုပ်ချုပ်တော်မှာပဲကိုဆိုလူနိုင်တယ်ဖြစ်လာပြီးဆိုတော့ကောင်းစင်မျိုးကိုသူကပေးသွားတာပြီးတော့ကျမနိုင်ငံရဲ့ပုံစံကလည်းဘာလဲဆိုတော့လေတချို့ကမြန်မာစစ်တပ်ကဒါမြန်မာစစ်တပ်ခေါင်းဆောင်တွေကဆရာနာရှင်တို့တဲ့မှာမြန်မာပြည်သူတွေကိုနှိပ်စက်တဲ့စစ်တပ်အဖြစ်ဆိုပြီးပုံဖော်ကြတာ စစ်တပ်ရှိရဲ့အချိန်ကျသူတို့အတန်ထွက်ရဲတယ်။သူတို့ကလေသူတို့ရဲ့သဘောတရားလည်းလို့ရှိရဲတဲ့စစ်တပ်ကိုသားမေဆွအနာရှင်လက်ညှိုးကောင်ခုထိုးနေရ။ MNDA ကြောင့်သူတို့တေအောင်ကြောက်တယ်။သူတို့တကယ်ကြောက်ရတာ MNDA တို့သဘုံတို့သူတို့ကြောက်ရတယ်။ဒါစစ်တပ်ကကြတော့မကြောက်တော့သူတို့ကပြောချင်အောင်ပြောတာ။ဒီတော့စစ်တပ်ကပြန်ပြီးဝင်လာတဲ့အချိန်ကျတော့ဒီလိုအတန်တွေကထွက်တယ်။အမှု10ခုဖြစ်10ခုလုံးထွက်တယ်။ပြောရမယ်ဆိုလေဒီလားဘာလို့ဆိုပြောရဲတယ်လေအဖေခစ်ကြတော့ပြောရဲတယ်လေအဖေနဲ့ကြတော့ပြင်ပြရဲလေပထွေးခစ်တော့ကကြတော့အမှုအခု20ဖြစ်လို့နှစ်ခုလောက်တော့မှအစမ်းမထွက်ရဲဘူး ဒီတော့စစ်တပ်လက်ထက်မှာပိုပြီးအမှုတွေများတယ်ဆိုပုံစံတော့ဖြစ်နေမှာပဲရှင့်ဒါပေမဲ့ကျမတို့ကတော့ဒါအပြစ်မမြင်ဘူးเนาะအမှုရှိရင်ရှိတဲ့အတိုင်းထွက်ရမှာပဲဒီအတန်ဒီပုံမှာကျမတို့ကတော့ဒါအကောင်းမြင်တဲ့ဘက်ကပဲစဉ်းစားတယ်သိရမယ်နိုင်ငံတော်ကသိရမယ်ဒီလိုအမှန်တိုင်းထွက်တာကောင်းတယ်တိလာကောင်းတယ်သူကဒီလိုထွက်လာတဲ့အတန်ဒီပေါ်မှာအခုတာဝန်ရှိလာတာတော့လာရှုံမှာရောက်သွားတဲ့မြမစစ်တပ်ပဲရှင့်မြမတက်မတော်ပဲအခုအတန်ဒီထွက်နေပြီလာရှုံမျိုးကိုကင်တဲ့သူဟာဆိုရင်ပြောညံ့လို့မရဘူးဆိုတော့ပြောဆိုချက်တွေပေါ့နော်ဒါကြီးကြားလာပြီ တော့ကျွန်မအနေနဲ့ကတော့အကြံပေးရမယ်ဆိုတော့เนาะဒါကြောင့်ကျွန်မတို့ပြည်သူအသံအနေနဲ့အကြံပေးတဲ့အချက်လေးနဲ့ပဲကျွန်မတင်ဆက်ချင်တယ်ရှင်ဒီကအကြံပေးရမယ်ဆိုတော့ဟုတ်ပါတယ်လာရှုကိုကျန်းကျန်းတန်းကန်တွေမှဖြစ်မှာပါရှင်လာရှုမျိုးမှာသခိုးတွေကျန်းခဲ့တယ် MND လက်ထက်တော်ကပြည်သူအချင်းချင်းလက်ထောက်ချပြီးတက်ခဲ့တဲ့လူသက်သမားတွေလူသက်သမားကျန်ရပါတယ်ကျန်နေရှင်ဒီလူတွေကပဲဒီလိုကိစ္စတွေစီမံပြီးတော့တက်မတော်ကိုတက်မတော်အုပ်ချုပ်ရင်မတည်ငြိမ်ဘူးဆိုတဲ့ပုံစံမျိုးဖြန့်နှီးနေတာရှင်ဒီတော့ဒီလူတွေကိုအပြည့်ရှင်းမှာလာရှုမျိုးကအေးချမ်းပါပါပြီးတော့ပြည်သူတွေအနေနဲ့ကလည်း ဒီတက်မတော်ပေါ်မှာနာမည်ဖြတ်ကျင်တဲ့ကြားထဲမှာဓာတ်စာကံဖြစ်သွားမှာကျွန်မစိုးရိမ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီလိုညားတိုက်တဲ့ကိစ္စတွေပြည်သူရခံနေရတာလေ။ဖုကောင်းကနာမည်ဖြတ်ဖို့အတွက်စ조사ရတယ်ဆိုရင်တက်မတော်ကရအောင်ကာကွယ်ရမှာဒါတုတောင်းဝမယ်။ဂျားတဲ့ပြည်သူရခံနေရတာ။နော်အဲ့လိုဇလန်းအဲ့လိုတော့ရှိရဲ။ဒါကြောင့်တက်မတော်အနေနဲ့ yes ဆက်ကြံကြံတန်တန်အောင်ဒီမျိုးကိုကာကွယ်မှဖြစ်မယ်ရှင်။ဒီမျိုးမှာရှိရဲဒူးဆိုင်သမားတွေလူသက်သမားတွေကိုတေချာလေးရှင်းလင်းမှဖြစ်မှာပါရှင်။ လာရှုံမျိုးဟာဆိုရင်မြမတက်မတော်ကပြန်ရခဲ့တယ်ဆိုပေမဲ့စမ်းသက်မှုပေါင်းများများစွာနဲ့ကြုံရမယ်ဆိုတော့မြမတက်မတော်စဉ်းစားထားပြီးသားလို့ထင်ပါရဲ့ရှင်ပြီးတော့ကျမတို့အနေနဲ့ကတော့ပြည်သူအတန်လေးနဲ့ပဲတိုက်တွန်းအကြံပြုချက်လေးပေါ့နော်ပြည်သူတွေကျမတို့လည်းလာပြောတာလေးရှိရရှင်ဒီအဲ့ဒီအလေးပြီးတော့တို့တို့လိုလားချက်လေးပေါ့ရှင်တို့လိုလားချက်ကတော့ရှင်းပါတယ်လာရှုံမျိုးကိုဖြစ်နိုင်ရင်ပိတ်မယ်ဆိုပိတ်ချလိုက်တဲ့ဒါလေတမျိုးလုံးပိတ်ချလိုက်ပြီးရဲ့အခါမှာမျိုးထဲမှာရှိတဲ့ပေါ့နော်အိမ်တွေကိုတိမ်တက်စင်းစစ်စေးတာမျိုးတို့အလိုရှိနေပါရဲ့ရှင် ဘာကြောင့်လဲဆိုတော့သူတို့လေဒီလက်နက်တွေဖွက်ထားတဲ့အိမ်တွေပေါ့တချို့တိရယ်မပြောရဲဘူးပေါ့နော်အဲ့တော့သူတို့ကလက်နက်တွေရှိနေတဲ့အတွက်ကိုကကြောက်နေရတယ်တိလားသူ့လက်ထဲမှာတနက်ရှိရောအချိန်မျိုးကိုအသက်ရှင်နေတတ်သွားနိုင်တာပဲပေါ့နော်အဲ့လိုအခြေအနေဖြစ်တဲ့အတွက်လာရှုမျိုးကန်တွေလာရှုမျိုးကိုပြောင်းလာတဲ့ပြည်သူတွေကဒီပိုင်းကိုအများဆိုးရင်နေကြတယ်ဒါကြောင့်သူတို့ပြောရလဲဟုတ်ပါတယ်ဒီလိုမျိုးလုံးမှပဲမျိုးရဲ့တန်ရှင်ရေးပေါ့နော်တန်ရှင်ရေးဆိုတာအမိုက်မဟုတ်ဘူးလူအမိုက်တယ်တိလားအမိုက်ပုံကြီးလည်းရှိသူတို့လူအမိုက်ပုံကြီးလည်းထားခဲ့တဲ့ MND ကြီးကလေ အမှန်တရားထွက်သွားတော့ပါဘောနော်ဟုတ်ကဲ့အဲ့တော့လာရှုမြို့ကအဲ့လိုဖြစ်နေတဲ့အချိန်မှာမြို့သူမြို့သားတွေအစိအေးလိမ်နေနိုင်ဖို့အတွက်ကတော့တက်မတော်ကအဲ့လိုရှင်းပါပဲရမှာရှင့်ဒီအကြံပြုချက်လည်းအင်တန်ကောင်းပါတယ်မြို့ကိုပိတ်ချလိုက်ပြီးရခါမှာတအိမ်တက်စင်းစစ်ဆေးပြီးတော့လက်နက်တွေစစ်ဆေးတာလက်နက်တွေပြန်ပြီးတော့သိမ်းဆဲတာပေါ့ရှင်အကြမ်းမတ်သမားတွေလုပ်ဖို့အတွက်ကိုလက်နက်တွေဖွက်ပြီးထားခဲ့တာရှိတယ်။ဒါလေးတွေလုပ်မယ်ဆိုတော့အင်တန်တင့်တော်လည်းလို့ထင်ပါတယ်ရှင့်အဲ့လိုမှမဟုတ်ဘူးဆိုတော့မြမတက်မတော်ကလာရှို့ကိုပြန်ရလိုက်တယ်ဆိုတော့ကရလိုက်တာပဲရှိမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိဘူးဆိုမြန်မာတပ်မတော်ကကုန်တိုက်ခါကြဆဲမှာလေအဲ့လိုပုံစံမျိုးလဲကျမတို့အလိုမရှိပါဘူးချက်အဲ့ဒီလားရှုမျိုးမှာတာဝန်ကြတဲ့တပ်မတော်သားစစ်တီလေးပေါ့နော်စစ်တီအစင်စင်ဂျာတို့အစင်စင်ဘဲအစင်မဆိုလားရှုမျိုးမှာရှိရဲ့လုံခြုံရေးကိစ္စလေးကိုအထူးပြုဆိုင်ပြုလုပ်ပေးပါလားရှုမျိုးသားတွေကတော့လားရှုမျိုးကြီးတခုလုံးပိတ်ချလိုက်ပြီးတော့တိန်တဆင်းစစ်ဆေးတာလို့ရှိပါချက်ဒါလေးကိုတင့်တော်တယ်ဆိုရင်စီမံဆောင်ရွက်ပေးနိုင်ပါရဲ့ကျမလားရှုသတင်းလေးပြောရင်းနဲ့ပြည်သူအထံလေးကိုပါတခါလေးပေါင်းဆက်ပြီးတော့တင်ဆက်လိုက်ပါရစေရှင်